တိမတိတီးတဲ့ Snoop Dogg ရဲ့ဘွားဆက်ကြောင်းမင်္ဂလာပါ Recon TV ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ Snoop Dogg ဆိုပြီးပြောမယ်ဆိုလို့ရှိရင် သူ့ရဲ့ rap တခြင်းတွေတခုတည်းမကပဲသူ့ရဲ့ဂိုင်းတော့ကနဲ့ပတ်သက်မှုအချောင်းတွေကို ပြောရတော့မှာပါတချို့က Snoop ကအကြီးမားဆုံးဂိုင်းစတာ rapper လို့ပြောကြပြီးမြဲတချို့ကတော့လည်း Snoop ကဂိုင်းနေနဲ့ကင်းရှင်းဖို့မနှင်းကိုစူးစမ်းခဲ့တဲ့လူလို့တရုတ်ပေါ်ကြပါတယ်သူ့နာမည်အရင်ကတော့ Kelvin Corradosa Broadus Junior ပါ California ပြည်နယ် Long Beach California မှာ1987ခုနှစ်အောက်တိုဘာ20ရက်နေ့မှာမွေးဖွားခဲ့တာပါသူ့အမည်အရင်းကတော့ Vanel Vanato ဆိုပေမဲ့အဲ့ဒီနာမည်ကဒီတိုင်းနာမည်တကူတသက်ဖြစ်ပါတယ်သူ့အဖေက Snoop Dogg အသက်3လထားလောက်တည်းကနေသူတို့ကိုထားခဲ့ပြီးထွက်သွားခဲ့တာအကြောင်းသူ့ဘဝမှာများများဆဆပတ်သက်မှုမရှိပါဘူး Snoop Dogg ရဲ့နာမည်ကသူ့အမေရဲ့နောက်အိမ်ထောင် သူ့ပထွေးစီကယူထားတာပါသူ့ပထွေးက Kelvin Cordosa Proceph Senior လို့ခေါ်ပါတယ် Snoopy ဆိုတာ Phoenix ဆိုတဲ့ cartoon ဇာတ်လမ်းတွဲထက်ကစက်ဆောင်လေးတယောက်ဖြစ်ပါတယ် Snoop Dogg နဲ့တော်တော်တူတဲ့ဆိုပြီးသူ့အမေက သူ့ကို Snoopy လို့ခေါ်ရင် rap နာမည်ယူတဲ့အခါ Snoop Dogg ရဲ့လို့ဖြစ်သွားတာဖြစ်ပါတယ် Snoop Dogg ကငယ်ဘဝတော့တော်တော်လေးကိုစိုးရွားခဲ့ပါတယ်မိသားစုကချက်တီးတော့ သူကိုယ်တိုင်လည်းကလေးအွယ်မှာတင်တစ်ဖက်တလန်းကနေဝင်ဝင်ကူရှာရပါတယ်။တည်င်းစာပူတာတကြလုံးရောင်းတာလုံးလုံးရတာတွေအကုန်လုံးသူလုပ်ပါတယ်။စတုံတော့ကဖျားเจ้าမှာစန္ဒယာတီတချင်းဆိုလည်းလုပ်တတ်ပါတယ်။ဂီတဝါဒနာကြီးတဲ့လူတယောက်ဆိုပါတော့၆တန်းလောက်ရောက်တဲ့အခါမှာသူစပီးရက်တွေစဆူလာခဲ့ပါတယ်။သူရက်ဆိုတဲ့အချိန်မှာចောင်းသားတွေအများကြီးကဝိုင်းနာထောင်ခေတာကြောင့်အဲ့ဒီခိုက်တန့်တွေကိုသူတဘောအကြဆုံးဖြစ်ပါတယ်။တစ်ဖက်မှာတော့သူကဂိုင်းလောက်ကတည်းရောက်စားပြူနေပါပြီ။ သူပဝင်ပတ်သက်နေတဲ့ခိုင်းကတော့အရှိတ်ဘတ်ပိုင်းမှာတော်တော်လေးကိုနာမည်ကြီးတဲ့ Rollins 20 script ဆိုတဲ့ခိုင်းပါအစကတော့သူကဒီအတိုင်းအဲ့ဒီလူလေးနဲ့တော့ပေါင်းသိမိလာတက်တက်ဖြစ်ပြီးနောက်တော့အဖွဲထဲမှာဝင်ပြီးလောက်ရကန်ရတော့တာပဲလို့သူကိုယ်တိုင်အင်တာဗျူးမှာပြန်ပြောပူပါတယ်သူလောက်ရတာကဆေးရောင်ရတာပါဆေးရောင်ရတဲ့လောကမှာအချင်းချင်းပြစ်တာခတ်တာတွေလည်းရှိတော့သူ့အသက်55ဆောက်မှတင်းလက်ထက်တနက်စရောက်ပြီးဂိုင်းတက်နေပါပြီး သူဆေးရောင်းနေတဲ့ကာလမှာပဲသူ့အိမ်ကိုရံပတ်တွေကလာပစ်တာလဲခံလိုက်ရတာကြောင့်သူ့အမေကသူ့ကိုအိမ်ကနေနှင်ချတဲ့နာလဲခံခဲ့ရပါတယ်။ကားအဆုတ်လေးတစ်စီးနဲ့အင်ချီယာမဲတယောက်လိုဖြစ်သွားတာပါ။ Snoop Dogg ကငွေကြေးကြောင့်တာဂိုင်းနေနဲ့ပတ်သက်နေရတာဖြစ်ပြီးသူ့ကိုယ်တိုင်ကသူများတွေကိုမရက်ဆက်ချင်တယ်လို့သူ့ကိုယ်တိုင်လည်းဒုက္ခမရောက်ချင်တဲ့လူမျိုးပါ။ဒါကြောင့်ဂိုင်းထဲမှာနေတုန်းကအမဲကြောက်နေခဲ့ရတယ်လို့သူ့ကိုယ်တိုင်ဝန်ခံခဲ့ပူပါတယ်။ဂိုင်းလောက်ကတည်းကနေဘလို့ထွက်ပေါက်ချရမလဲလို့စဉ်းစားတော့ ကျောင်းလုံးကသူ့ဝါဒနာ rap ဂီတကိုပြန်တွေ့လာခဲ့ပါတယ်။အဲ့ဒီနောက်မှာသူ rap တချင်းတွင်စထုတ်လာပြီးဒီမိုခွေလေးတွေထုတ်လာခဲ့ပါတယ်။အဲ့ဒီဒီမိုတွေကဒေါက်တာ Dre စီရောက်သွားပြီးတော့ Dre ကတဘောကျသွားခဲ့ပါတယ်။ Snoop Dogg ကိုဆက်တွေ့ပြီးသူ့အတန်တွင်တိုက်ဖြစ်တဲ့ Future Shock စီကိုခေါ်လိုက်ပါတယ်။ဒေါက်တာ Dre ဆိုတာကတော့နာမည်ကျော် NWA အဖွဲ့တည်းမှာပါဝင်ခဲ့တဲ့သူဆိုတော့ Snoop Dogg လည်း Wonder Aya ပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာသူက Snoop Doggy Doggy ဆိုတဲ့နာမည်ကိုယူလိုက်ပြီးစားလုပ်ချပါတယ်။ Dr. Dre ရဲ့ Future Shock တိတန်သွင်းတိုက်ကလည်းနောက်ပိုင်းမှာတော့နာမည်ကျော် Dead Dre ရဲ့လို့ဖြစ်လာမယ့်နေရာဖြစ်ပါတယ်။အဲ့ဒီနောက်သူ့ရဲ့ပွဲဦးထွက် album Doggy Style ကိုထုတ်ဝေခဲ့ပြီးနောက်မှာတော့သူ့ဝတ္တနာကပြောင်းလဲသွားခဲ့ပါပြီ။ပရိသတ်အင်အားလည်းရလာတယ်လို့သူ့နာမည်ကိုသူကိုယ်တိုင်ပဲသူ့ဝတ္တနာနဲ့တည်ဆောက်ရင်း ဂိုင်းလောကတွေနဲ့ဝင်းဝင်းနေရင်းနဲ့အရှိဘက်ရောအနောက်ဘက်နဲ့ပါအစီအပြောင်းအောင်နေလာခဲ့တာကအခုအထိပဲဖြစ်ပါတယ်။ဒါကတော့ Snoop Dogg ရဲ့စိတ်ဝင်စားဖွယ်ရာစကြောင်းလေးပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့။